ဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile မှာစကုပ်ညင်အောင်ဘယ်လိုချိန်ရမလဲဒီရဲ့ sensitivity setting ချိန်နည်းနဲ့ပတ်သက်ပြီးအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။တခြား setting တွေနဲ့ပတ်သက်ပြီးမှာတော့ဗီဒီယိုတင်ပေးပြီးသွားပြီဖြစ်ပါတယ်။ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်ဗီဒီယိုလေးကိုကြည့်ဖို့ပြောလို့ပါတယ်။ sensitivity setting မှာရှိမယ်ဆိုရင် low, medium, high, most use season is partner customize ဆိုတာတွေ့မြင်ရတာမျိုးရှိပါတယ်။ကျွန်တော်အချံပေးချင်တာတော့ကိုယ့်ရဲ့ sensitivity setting ကိုကိုယ်တိုင်းပေါ်ပြ customize လုပ်ဖို့ပြောလို့ပါတယ်။ကျွန်တော်အချံပေးချင်တာတော့ဒီရဲ့ auto လုပ်ထားပေးတဲ့ sensitivity setting တွေကိုမသုံးပါနဲ့။စမ်းသုံးကြည့်လို့ရပါတယ်ပြဿနာမရှိပါဘူး။အတိုင်းမဲ့ ိုတိုင်ပေါ့ဗျာ customize ကိုတိုင်ချိန်တာအကောင်းဆုံးပဲဖြစ်ပါတယ်။အောက်မှာကြည့်မယ်ဆိုရင် lens နဲ့ gyroscope တွေ့မြင်ရမှာဖြစ်ပါတယ်။ lens နဲ့ပတ်သက်ပြီးမှဦးစွာပြောရှိချင်အောင်ဗျာပထမတစ်ခုကတော့ camera sensitivity TPP no scope ဆိုမျှဖော်ပြပေးထားရှိပါတယ်။ TPP ဆိုတော့တကယ်ကြီးလည်းအလုံးပဲသိတဲ့အတိုင်းဒီရဲ့ပေါ့ဗျာခန္ဓာကိုယ်ပေါ်တာကို TPP လို့ပြောတာဖြစ်ပါတယ်။ no scope ဆိုတော့ scope မဖွင့်မနေကြောဘယ်ညာပေါ့ဗျာအပေါ်အောင်အန်ဒီလိုပုံစံပေါ့ဗျာ aim နေပါတယ်ချိန်တာကိုပြောတာဖြစ်ပါတယ်။အကောင့်ကျွန်တော်လက်ရှိဘလောက်ထပ်ထားလဲဆိုတော့130ထပ်ထားတာမျိုးရှိပါတယ်။ဆိုကြပါစို့ကျွန်တော်ဒီရဲ့ TPP no scope ကိုကျွန်တော်လုံးဝပေါ့ဗျာအမြင့်ဆုံးတင်လိုက်ပါမယ်300မှာတင် င်လိုက်ပါမယ်စကုတ်မဖွင့်မနဲ့ကျွန်တော် movement လုပ်တဲ့ပေါ်ရအပေါ်အကြီးကြီးပါတော်တော်လေးကိုမြင်ရသွားတာမျိုးရှိပါတယ်လက်ကိုအသာလေးပေါ်ရဘေးဆွေးလိုက်တဲ့ဒီ aim ကအများကြီးကျွန်တော်ရွှေ့သွားတာမျိုးရှိပါတယ်အပေါ်အောက်လည်းကျွန်တော်သဘောတရားတူတူပဲဖြစ်ပါတယ်အပုံစံဆိုရင်တော့အဲ့လောက်ကြီးအဆင်ပြေတာမျိုးမရှိပါဘဲဥမာဆိုကြပါစို့ဒီကောင်းကိုကျွန်တော်လုံးဝတစ်မှထားလိုက်မယ်ဆိုရင်ကျွန်တော် aim ပေါ်ရဘေးညာရွှေ့မယ်ဆိုရင်လုံးဝကိုမရွှေ့ပါဘဲအကြီးကြီးပါနည်းနည်းနည်းပေါ်ရရွှေ့တာမျိုးရှိပါတယ်ကျွန်တော်ညာဘက်ကိုတော်တော်လေးဆွေးနေရဖြစ်ပါတယ်ကြီးကြီးပါ aim ကလုံးဝရွှေ့တာမျိုးမရှိပါဘူးဗျာတောင်းတငယ်ချင်းတို့အနေနဲ့ကိုကိုတိုင်းပေါ်ရ training ground မှာလာရင်မကိုကဘယ်အနေထားမှာပေါ်ဗျာဒီကောင်းကိုလူချင် ဲ့အကောင် set လုပ်ဖို့ပြောလိုပါတယ်ဒါတော့ no scope နဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ fpp no scope ပေါ့ဗျာဒါတော့လက်ဖဲမြင်ရတဲ့ပေါ့ဗျာ scope မဖွင့်မယ်လည်းသူရဲ့ sensitivity setting ကိုပြောတာဖြစ်ပါတယ်တခြားတွေကိုကြည့်ရမယ်ဆိုရင်တော့ red dot တို့ 2x တို့ 3x တို့ 4x တို့ 6x တို့ 8x တို့တွေ့မြင်ရတာမျိုးရှိပါတယ်အားလုံးကသဘောတရားအတူတူပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီ red dot နဲ့ပတ်သက်ပြီးမှဥပမာပြောပါမယ်တခြားတွေကတော့ပုံစံသဘောတရားအတူတူပဲဖြစ်ပါတယ်ဥပမာဆိုကြပါစို့ red dot ကကျွန်တော်ကလက်ရှိပေါ်ရ83တွေ့မြင်ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော် red dot ကိုကြည့်ရမယ်ဆိုရင်ပုံမှန်သွားတာမျိုးရှိပါတယ်ဒါပေမဲ့ပေါ့ဗျာဒီရဲ့ aim ကပေါ့ဗျာကျွန်တော်လက်ရွှေ့လိုက်တဲ့အခါ တော်တော်လေးကိုမြင်ရနေတဲ့အိမ်မကျော်မတိကြဘူးဆိုရင်ဒီ sensitivity setting နဲ့လာပေးပါဒီကောင်အဝယ်တကယ်ကျွန်တော်နေ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  short ပြီးမှစမ်းကြည့်ကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဥမာတကယ်ကျွန်တော်3လင်း5လောက် short လိုက်ပါအဲ့လိုပုံစံပေါ်ရဒီကောင်ကိုစမ်းကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဒီမှာကျွန်တော်ဒီ red dot ပေါ်ဗျာ900ကနေလုံးဝပေါ်ရအပြည့်300တင်လိုက်မယ်ဆိုရင်ဆိုကြပါစို့ဗျာကျွန်တော်နေနေရွှေ့ပါမယ် တအားမြန်သွားတာမျိုးရှိပါတယ်လုံးဝပေါ့ရဘာမှ aim လို့လို့ကိုအစင်မပြေပါဘူးဗျာဒီမှာကြည့်ရမယ်ဆိုရင်ကျွန်တော်နည်းနည်းလေးပေါ့ရဒီကလက်မနဲ့ aim လုံးနေတာဖြစ်ပါတယ်ဒါပေမဲ့လည်းပေါ့ရ scope အနေထားကိုကြည့်ရမယ်ဆိုရင်လုံးဝမြန်သွားတာမျိုးရှိပါတယ်ဒီပုံစံဆိုရင်တကယ်ကြီးတော့ဘလို့မှချိန်လို့အစင်ပြေမှာမဟုတ်ပါဘူးဗျာကြည့်ကြည့်ပါနည်းနည်းရွှေ့လိုက်တာနဲ့ပေါ့ရ aim က away ထိကျော်ရောက်သွားတာမျိုးရှိပါတယ်ဒီကောင်အောင်လိုင်းမှာကျွန်တော်လုံးဝ0မှထားလိုက်မယ်ဆိုရင်တော့ aim ကပေါ့ရလုံးဝရွှေ့လို့မရတော့ပါဘူးဗျာဒီပုံစံအနေထားနဲ့ကျွန်တော်ဘလို့မှအစင်ပြေတာမျိုးမရှိပါဘူးဗျာဒါကြောင့်ပေါ့ဗျာတကယ်ကြီးတော့အနေနဲ့ဒီက training ground မှာလာပါဒီကောင်ဘလောက်လိုချင်လဲ ဲပေါ့ဗျဥမာတအိုင်းနီးသွားတာတို့တအိုင်းမြန်သွားတာတို့ဖြစ်တဲ့ဆိုရင်တကယ်ကျတော့ဒီကောင်းလိုင်းမှာပေါ့ဗျဒီမှာလိုင်းမှာချိန်လို့ရတာမျိုးရှိပါတယ်တကယ်ကျတော့ဘလောက်လူချင်လဲပေါ့ဗျအလောက်မှာချိန်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျတိုးရှော့၄၅ခုလောက်လို့ဒီမှာတကယ်ကျတော့ချိန်ကြီးပါ red dot ရဲ့ဒီ sensitivity setting နဲ့တူတာတော့ holographic တို့ ion site တို့ counter site တို့ကတူတူပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ 3x ရဲ့ sensitivity setting ချိန်လိုက်တယ်ဆိုရင် win 94မှာလည်း s sensitivity setting အလုပ်လို့မှာဖြစ်ပါတယ် 4x ကိုရဲ့ sensitivity setting ချိန်လိုက်တယ်ဆိုရင်တော့ vss မှာလည်းပေါ့ဗျ as setting ကအလုပ်လို့မှာဖြစ်ပါတယ်နောက်တစ်ခုကျတော့6ဆရဲ့ sensitivity ကိုချိန်လိုက်တယ်ဆိုရင်တော့ဒီကောင်က6ဆမှာပဲအလုပ်လို့မှာဖြစ်ပါတယ်ဒီမှာ ငယ်ချို့ပြောင်းမိမှဖို့ရသုံးစားဆွဲလိုက်တယ်ဆိုရင်တော့အကောင်38 sensitivity စတင်မှာအလုံးလုံးမှာဖြစ်ပါတယ်6ဆမှာအလုံးလုံးမှာမဟုတ်ပါဘူးဗျဒါကြောင့်တငယ်ချို့6ဆကိုသုံးစားဆွဲပြစ်တယ်ဆိုရင်တော့ S sensitivity စတင်ရဖို့ရ6ဆ scope တက်ထားတော့လေပဲဒီကသုံးစားမှာအလုံးလုံးတာမျိုးရှိပါတယ်ဒါကတော့ကင်မရာနဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်နောက်တစ်ခုအကြည့်ရမယ်ဆိုတော့ ADS sensitivity အောက်မှာကြည့်ရမယ်ဆိုတော့ separate setting ပေါ့ဗျာဒီကောင် enable disable လုပ်လို့ရပါတယ် enable လုပ်ထားတယ်ဆိုရင်တော့ဒီက ADS နဲ့ပတ်သက်ပြီးမှပေါ့ဗျာ sensitivity setting တကယ်ကျတော့ဒီမှာတတ်မှတ်လို့ရတာမျိုးရှိပါတယ် disable လုပ်လိုက်တယ်ဆိုရင်တော့ဒီက camera sensitivity sensitivity setting တွေကိုပဲသူကပေါ်ရ ADS မှာတုံးမှာဖြစ်ပါတယ်။ဒီမှာကျ ADS sensitivity setting ဆိုတာဘာလဲပြောစရာရှိပါတယ်။တနက်ပြစ်တဲ့အခါပေါ်ရဒီ sensitivity setting ဟာအလုပ်လုပ်တာမျိုးရှိပါတယ်။ဒီမှာကျွန်တော်အချက်ပေးချင်တာတော့ separate sensitivity setting ကို enable လုပ်ရင်မှာဒီ ADS ကိုလည်းပေါ်ရကိုကိုတိုင်းချိန်ဖို့ပဲကျွန်တော်ပြောလိုပါတယ်။ပထမတစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ TPP no scope ပေါ်ပြဒါတော့ကျွန်တော် scope မဖွင့်မနဲ့တနက်ပြစ်တဲ့အခါတကယ်ကျွန်တော်ဘယ်ညာတော့အပေါ် auto ပေါ်ရဒီပုံစံ require လေးပါကြီးထိန်းတာမျိုးရှိပါတယ်။အဲ့နေရာမှာကျွန်တော်အသုံးဝင်တာမျိုးရှိပါတယ်။ဥပမာပြောရမယ်ဆိုရင် TPP no scope ကျွန်တော်၈စနစ်ထားတာမျိုးရှိပါတယ်။ကျွန်တော်အပြည့်ပေါ်ပြတရားထားလိုက်ပါမယ်။ဒ ါပြီးကျွန်တနက်ပြတဲ့အခါပေါ်ရဘေးညာပေါ်ပြအပေါ်အောက်ကျွန်လှုပ်ကြည့်ပါမယ်။နည်းနည်းလေးလှုပ်လိုက်တာနဲ့ပေါ်ရအိမ်ကတော်တော်လေးကိုကျွန်စောင်းသွားတာမျိုးရှိပါတယ်။တော်တော်လေးကိုပေါ်ရမူဖလုတ်သွားတာမျိုးရှိပါတယ်။ဘလို့မှအဆင်ပြေတာမျိုးမရှိပါဘူးဗျ။နည်းနည်းလှုပ်လိုက်တာနဲ့အိမ်ကပေါ်ရဒီကနေတခါလေးဒီရောက်သွားတာမျိုးရှိပါတယ်။ဆိုကြပါစို့ဗျာကျွန်တော်ဒီကောင်တိရကိုင်းတို့မှထားလိုက်မယ်ဆိုရင်ပေါ်ရတနက်ပြနဲ့ကျွန်တော်ရွှေ့ပါမယ်။လုံးဝရွှေ့တာမျိုးမရှိပါဘူးဗျ။ဒါပေမဲ့တနက်မပြခင်ကျွန်တော်ရွှေ့ရဲဆိုရင်တော့ပုံမှန်တိုင်းအလုပ်လုပ်မှာဖြစ်ပါတယ်။ဘောက်လစ်ဆိုတော့တနက်မပြတဲ့အနေထားမှကြီးမယ်ဆိုရင်တော့ကျွန်တော်ပထမမှပြောသွားတဲ့ကင်မရာ sensitivity setting ကအလုပ်လုပ်တာဖြစ်ပါတယ်။ဒါပေမဲ့တနက်ပြတဲ့ အနေအထားမှာကြည့်မယ်ဆိုရင်တော့ဒီရဲ့ ADS sensitivity setting ကအလုံးလုံးဒါပဲဖြစ်ပါတယ်ဗျာ။ဒါကြောင့်မို့ဗျာကျွန်တော်တနက်ပြင်းနေရွှေ့မယ်ဗျာ။လုံးဝရွှေ့တာမျိုးမရှိပါဘူးဗျာ။တအားကြီးကျွန်တော်ပုတ်ယူရတာမျိုးရှိပါတယ်။ဘောက်လေဆိုတော့ကျွန်တော်ဒီရဲ့ပေါ့ဗျာ ADS sensitivity setting ကိုကြည့်ရမယ်ဆိုရင်တင့်မှာထားထားတဲ့အတွက်ပဲဖြစ်ပါတယ်။ဒီရဲ့ ADS sensitivity setting ကပေါ့ဗျာတနက်ပြစ်တဲ့အခါအလုံးလုံးဒါမျိုးရှိပါတယ်။တနက်မပြစ်တဲ့အခါအလုံးလုံးဒါတော့ဒီရဲ့ camera sensitivity setting ကအလုံးလုံးဒါဖြစ်ပါတယ်။တခြား scope တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်သဘောတရားတူတူပဲဖြစ်ပါတယ်။ဥပမာကျွန်တော်ဒီရဲ့ red dot နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဆိုကြပါစို့ဗျာကျွန်တော်တနက်ပြစ်လိုက်ပါတယ် okay မှာ ချိရမယ်ဆိုပုံမှန်သွားတာမျိုးရှိပါတယ်။ဒါပေမဲ့တကယ်ချင်းတို့အတွက်ဒီကောင်တအိုင်းနေတာတော့တအိုင်းမြင်တာတော့ဖြစ်တယ်ဆိုရင်တော့ဒီကောင်ကိုလိုင်းမှာချိန်လို့ရတာမျိုးရှိပါတယ်။ဒီမှာချက်လုံးဝ full jail တို့ဆော်တဲ့ player တွေအနေနဲ့တော့ဒါနဲ့ပတ်သက်ပြီးမှဘာမှပြဿနာမရှိပါဘူး။ဒါတော့ jail တို့မဆော်တဲ့ player တွေအတွက်တော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်။ဥပမာဆိုကြပါစို့ဗျာကျွန်တော် red dot 55မှာထားထားတာမျိုးရှိပါတယ်။ကျွန်တော်လုံးဝအမြင့်ဆုံးတင်လိုက်ပါမယ်။ Okay scope ဖွင့်လိုက်ပါမယ်။ scope ဖွင့်ပြီးမှပေါ့ရကျွန်တော်ပုံမှန်ပေါ့ရမပစ်ခင်တော့ဒီကောင် camera sensitivity ကအလိုလိုတာမျိုးရှိပါတယ်။ပုံမှန်သွားနေတာမျိုးရှိပါတယ်။ဒါပေမဲ့ကျွန်တော်ပစ်လိုက်တယ်ပေါ့ဗျာချိန်လိုက်တယ်ဆိုရင်ကြီးကြီးပါ။ လုံးဝပေါ့ဗျာတအိုက်မြန်သွားတာမျိုးရှိပါတယ်ဘလို့မပေါ့ဗျာထိန်းလို့မရတော့ပါဘူးဗျာဘောက်လစ်ဆိုတော့ကျွန်တော်ဒီရဲ့ဘောက် ADS sensitivity setting မှာ ဒီရက် red dot ကိုလုံးဝ300အပြည့်တင်ထားတဲ့အတွက်ပဲဖြစ်ပါတယ်။တငယ်ချင်းတို့လည်းပေါ်ရစမ်းပြည့်ကြီးပါတငယ်ချင်းဘလောက်အနေထားလူချင်းလဲပေါ်ရခုအတွက်ပဲအနေထားအဆင်ပြေလဲပေါ်ရတအားမြင်တာမျိုးရှိတယ်ဆိုရင် sensitivity ကိုပေါ်ရနည်းနည်းပတ်ပတ်တငယ်ချင်း show ပေးကြည့်ပါတအားနီးတာမျိုးရှိတယ်ဆိုရင် sensitivity ကိုနည်းနည်းပေါ်ရတိုးပြီးမှစမ်းကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာတခြား scope တွေနဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုရင်သဘောတရားတူတူပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကြည့်ရမယ်ဆိုရင် camera sensitivity free look ပေါ်ရ TPP character နဲ့ vehicle ဆိုရင်မှတွေ့မိရတာမျိုးရှိပါတယ်ဒါတော့ကျွန်တော်ဒီရက်မျက်စိကိုပြောတာဖြစ်ပါတယ်တငယ်ချင်းရန်သူတွေပါတယ်ကြည့်တဲ့ ခါပေါ်ရကားဒီပါရီမောင်းနေတယ်ဆိုရင်လည်းသဘောတရားတူတူပဲဖြစ်ပါတယ်နောက်ကနေကြော်ရန်သူတွေပါလာမပါလာပေါ်ရတကယ်ကြော်ဒီရဲ့မျက်လုံးတွေပါတယ်အသုံးပြုမှကြည့်ရမယ်ဆိုတာသိကြပါတယ်ဒီရဲ့ sensitivity setting ကိုတကယ်ကြော်ဘလောက်အမြင်လူချင်းလဲပေါ်ရအကောင်ပြောတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကြော် sensitivity တဲ့ဝင်လိုက်ပါမယ်ဒီရဲ့ပေါ်ရ free look ကိုကြော်လုံးဝပေါ်ပြ300မှာတင်လိုက်ပါမယ်လက်ရှိမှာကြည့်မယ်ဆိုရင်ကြော်ကားမောင်းလိုက်ပါမယ်ဒီရဲ့မျက်လုံးနဲ့ကြည့်ပါမယ်တအားအမြင်သွားတာမျိုးရှိပါတယ်နည်းနည်းလေးပေါ်ရလှုပ်လိုက်တာနဲ့ဒီကောင်ကလုံးဝပေါ်ပြကြည့်ကြည့်ပါတပတ်လုံးကြော်လေသွားတာမျိုးရှိပါတယ်ပုံမှန်ပေါ်ရလမ်းလျှောက်နေရင်လည်းသဘောတရားတူတူပဲဖြစ်ပါတယ်မျက်လုံးကိုနည်းနည်းလေးဆိုးလိုက်တာနဲ့ ်တခါတည်းပေါ့ဗျာဒီကောင်ကလုံးဝ360ဒီဂရီလဲသွားတာမျိုးရှိပါတယ်ဗျာဘောက်လစ်ဆိုတော့ကျွန်တော်ဒီရဲ့ပေါ့ဗျာ free look sensitivity setting ကိုအမြင့်ထားထားတဲ့အတွက်ပဲဖြစ်ပါတယ်လုံးဝအနိုင်ထားထားတဲ့0ထားထားတယ်ဆိုရင်ဒီကောင်အလောက်ကြီးအလုံးလုံးမှာမဟုတ်တော့ပါဘူးဗျာဒါကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုအကြည့်ရမယ်ဆိုတော့ camera pair shooting ပေါ့ဗျာဒါတော့လင်းဘောကနေစင်းတဲ့အခါပေါ့ဗျာကိုယ်ဘီမှာရန်သူပါလာမပေါလာချောကြည့်တာမျိုးရှိပါတယ်ဟောကျော်ဘလောက်မြင်မြင်နဲ့ကြည့်ချင်လဲဘလောက်နင်းနင်းနဲ့ကြည့်ချင်လဲဒီမှာ line မှာ set လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ fpp character ပေါ့ဗျာဒါတော့ fpp နဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ်ပြင်းတဲ့တကယ်ကြောင့်ဒီလိုကြီးတဲ့အခါပဲပုံစံလိုချင်တဲ့ပေါ့ဗျာမြင်မြင်လိုချင် ြင်းလဲဆိုတော့ဒီကောက်ဘက်တကယ်လို့တင်ပြလိုက်ပါဒါပေမဲ့360တော့မတင်ပါလေပါဘာလို့လဲဆိုတော့တကယ်လို့ဘလို့မှအစင်ပြီမှာမဟုတ်ပါဘူးဗျာနောက်တစ်ခုကတော့ gyroscope ပဲဖြစ်ပါတယ် always on scope on နဲ့ off ဆိုတာရှိပါတယ် always on ကတော့ gyro ပေါ့ဗျာဖုန်းပညာစောင်းနဲ့အပေါ်လို့မှာပြည့်တဲ့တကယ်ချင်းတွေအတွက်ဖြစ်ပါတယ် scope ဖွင့်လိုက်မှဒီရဲ့ gyro ကအလိုလိုတာမျိုးရှိပါတယ် off ကတော့ gyro ပိတ်ထားတာမျိုးရှိပါတယ်ဒီမှာကျတော့ gyroscope နဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုတော့တကယ်ချင်းတချို့အနေနဲ့မီးတာမျိုးရှိပါတယ်ကျတော့ phone မှာဒီရဲ့ gyroscope ကဖွင့်မရအောင်ဘာကြောင့်လဲပေါ့ဗျာဒီမှာကျတော့ phone မှာကိုယ်ကဒီရဲ့ gyro sensor မပါဘူးဆိုရင်တော့ဒီရဲ့ PUBG mobile မှာလည်း gyro ပေါ့ဗျာဖွင့်လို့ရမှာမဟုတ်ပါ ပါဗျာဒါကိုသိထားဖို့လိုတာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းမှာလည်း gyro sensor ပါဖို့လိုတာဖြစ်ပါတယ် gyro sensitivity နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ခုနကနဲ့သဘောတရားအထူးတူပဲဖြစ်ပါတယ်ပထမတစ်ခုကတော့ဘယ်ကင်မရာကိုပြောတာဖြစ်ပါတယ်ဒုတိယကတော့ EDS ကိုပြောတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော် DS scope နဲ့ပတ်သက်ပြီးပြောရ red dot နဲ့ပတ်သက်ပြီးမှကျွန်တော်ပြောလိုက်ပါမယ်သဘောတရားတော့တခြား scope တီနဲ့အထူးတူပဲဖြစ်ပါတယ်ဥပမာကျွန်တော် scope ဖွင့်လိုက်တယ်ပေါ်ရဒီဖုန်းကိုဘယ်ဆောင်နဲ့ညာဆောင်နဲ့အပေါ်လို့တယ်အောက်လို့တယ်တကယ်ကိုကြိုက်တဲ့ပုံစံအနေထားလို့ပါဒီမှာရှိမယ်ဆိုရင်ပုံမှန်သွားတာမျိုးရှိပါတယ်ဒါလည်းတကယ်ကျွန်တော်ဘယ်လောက်ထားထားလဲပေါ်ရအပေါ်မှာမူတည်တာမျိုးရှိပါတယ်ဒါလည်းတကယ်ကျွန်တော်ဘယ်လောက် set လုပ်ထားလဲပေါ်ရ ရအပေါ်မှာမူတည်တာမျိုးရှိပါတယ်ဆိုကြပါစို့ဗျာကျော်ဒီကောက်ကိုလုံးဝပေါ်ရတင်မာထားလိုက်ပါမယ် scope ဖွင့်လိုက်ပါမယ်ဖုန်းကိုဘယ်ဆောင်ပါမယ်ဖုန်းကိုညာဆောင်ပါမယ်ဖုန်းကိုအပေါ်အောင်လုပ်ပါမယ်ဘလို့မှရွှေ့တာမျိုးမရှိပါဘူးဗျာဒီမှာကြည့်မယ်ဆိုရင်ဒါတနက်မပြစ်တဲ့အနေထားမှာအလုပ်လုပ်တာဖြစ်ပါတယ်ကျွန်တော်ဖုန်းကိုပေါ်ရဘယ်ညာအပေါ်အောင်တော်တော်လေးကိုလုပ်နေတာမျိုးရှိပါတယ်ဒိုင်မဲ့ပေါ်ရဒီကောက်ဘလို့မှရွှေ့တာမျိုးမရှိပါဘူးဗျာဒီအနေထားမှာကြည့်မယ်ဆိုရင်ပုံမှန်အလုပ်လုပ်တာမျိုးရှိပါတယ်ဘောက်လဲဆိုတော့ကျွန်တော်နှားပေါ်ဗျာချိန်လိုက်တာဒီရက်ပေါ်ရ red dot မှာချိန်လိုက်တာဖြစ်ပါတယ်ဒါကြောင့် red dot တစ်ခုထဲမှာအကျိုးတက်ရောက်မှုရှိပါတယ်ရက်တော့မှချိန်လိုက်တယ်ဆိုတော့ရက်တော့ holographic တို့ iron sight တို့ counter sight တို့မှာ တိုင်းမှာအကျိုးသက်ရောက်မှုမျိုးရှိပါတယ်ဗျာတခြား scope တွေနဲ့ပတ်သက်ပြီးမှလည်းသဘောတရားတူတူပဲဖြစ်ပါတယ်အောက်ကတော့ EDS ပေါ့ဗျာအကောင့်ပေါ်ကကျွန်တော်လုံးဝပေါ့ဗျာတုံညာမှာကျွန်တော်ထားလိုက်ပါမယ်အဲ့ဒါပြီးတော့ scope ဖွင့်လိုက်ပါမယ်ပုံမှန်ရွေးတာမျိုးရှိပါတယ်ဘောက်လေဆိုတော့ကျွန်တော်တနက်ပြစ်တာမျိုးမရှိသေးပါဘူးဗျာဒါပေမဲ့ကျွန်တော်တနက်စပစ်လိုက်တယ်ပေါ့ဗျာလုံးဝဒီမှာ recoil ကိုထိန်းလို့မရတော့ပါဘူးဗျာဖုန်းကိုပဲညာပေါ့ဘာမှလုံးလို့မရတော့ပါဘူးဘောက်လေဆိုတော့ကျွန်တော်ဒီရဲ့ EDS ရဲ့ sensitivity ပေါ့ဗျာ EDS မှာကျွန်တော်ဒီရဲ့ red door ရဲ့ sensitivity setting ကိုလုံးဝတင်မှထားလိုက်တဲ့အတွက်ဖြစ်ပါတယ်လုံးဝပေါ့ဗျာဖုန်းနေဘလောက်ဆောင်ဆောင်အဆင်ပြေတာမျိုးမရှိပါဘူးဗျာဒါကိုလည်းတကယ်ကျွန်တော်ဘလောက်လို 近年来，目标。 ဥမာတကယ်ကျတော့ဖုန်းနည်းနည်းလေးပေါ့ရဥမာဖုန်းနည်းနည်းလေးအပေါ်ကလိုရုံနဲ့ require ထိန်းတာမျိုးလိုချင်နေဆိုရင်တော့တကယ်ကျတော့ဒီကောင်ကိုမြင့်မြင့်ထားပြီးဥမာတကယ်ကျတော့နည်းဘင်းညာတွေလုံးလုံးနဲ့ပြစ်တဲ့အခါပေါ်တအားမြန်တာမျိုးရှိရပေါ့ရအပေါ်ကတကယ်ကျတော့ပြစ်တဲ့အခါ require ပေါ့ရဖုန်းနည်းနည်းလောက်တာနဲ့တအားကြီးပေါ့ရထိန်းရတာမျိုးရှိရဆိုရင်တော့ bias sensitivity ကို short ချပေးဖို့ကျွန်တော်ပြောလိုပါတယ်ဗျာကိုကဖုန်းပေါ့ရအပေါ်ဘင်းညာဘလောက်လို့ဒီမှာကျတော့ဘယ်အနေထားနဲ့ပေါ့ရ require လို့ထိန်းချင်လဲပေါ့ရဒီကောင်ကို short ပြီးမှတကယ်ကျတော့စမ်းပြစ်ကြည့်ကြည့်ပါနည်းနည်းထိန်းကြည့်ကြည့်ပါအစဉ်ပြေတော့တကယ်ကျတော့ set လုပ်ပေးဖို့ကျွန်တော်ပြောလိုပါတယ်ဗျာတခြား scope တွေကလည်းဒီပုံစံအလုပ်လုပ်တာမျိုးရှိပါတယ်သဘောတရား ကုန်လုံးတူတူပဲဖြစ်ပါလေဗျာနောက်တစ်ခုကတော့အပေါ်မှာကြည့်မယ်ဆိုရင် advanced setting ပေါ်ရဒီထဲမှာကြည့်ရမယ်ဆိုရင်တနက်တလက်ချင်းစီကိုတကယ်ကျွန်တော်ကိုကြိုက်တဲ့ sensitivity setting ပေးလို့ရတာမျိုးရှိပါတယ်ဥမာ ear ပေါ်ရ assault rifle လေးမှာကြည့်ရမယ်ဆိုရင် at ဆိုတာလုပ်လိုက်ပါမယ်ဒါတော့ ear တနက်တွေတွေးမိရတာမျိုးရှိပါတယ်ဥမာ m4 ကျွန်တော်ယူလိုက်ပါမယ် at ဆိုတာလုပ်လိုက်ပါမယ်ဒီမှာကျွန်တော်ချိန်လိုက်တဲ့ပေါ်ရ sensitivity setting က m4 တစ်ခုတည်းအတွက်လုပ်လို့မှာဖြစ်ပါတယ်ကြည့်ကြည့်ပါ m4 တလက်ထဲအတွက်ပေါ်ရကိုကြိုက်တဲ့ sensitivity setting ချိန်လို့ရတာမျိုးရှိပါတယ်ဗျာကင်မရာနဲ့ပတ်သက်ပြီးပြောရမလား aes နဲ့ပတ်သက်ပြီးပြောရမလား gyroscope နဲ့ပတ် သက်ပြီးပြောရမလားတနက်တလက်ချင်းစီတို့အတွက်တကယ်ကြောကြိုက်တဲ့ဘက်က sensitivity setting ချိန်လို့ရတာမျိုးရှိပါတယ် sniper rifle နဲ့ပတ်သက်ပြီးပြောရမလားသဘောတရားတူတူပဲဖြစ်ပါတယ်ကားနိုင်တီကိုတကယ်ကြောဘယ် sensitivity setting ပေးခြင်းလဲဘက်ကဒီမှာ line မှာချိန်လို့ရတာမျိုးရှိပါတယ် တနက်တစ်ခုချင်းစီရောရကူကြိုက်တဲ့ sensitivity setting ထားလို့ရတာမျိုးရှိပါတယ်ဗျာဒီကောင်ကျွန်တော်လက်ရှိပေါ်ရဒလီလိုလိုက်ပါမယ်ကျွန်တော်ကတော့တက်တက်ပေါ်ရလောလောဆယ်တော့မထားသေးပါဘူးဗျာတကယ်ကျွန်တော်ထားခြင်းနဲ့ဆိုရင်တော့တနက်တစ်လက်ချင်းစီကိုအပုံစံထားလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုတကယ်ကျွန်တော်တော်တော်လေးကိုအမိများတာကိုရဲ့ sensitivity setting ကိုတခြားသူကိုဘယ်လိုပြီးရမလဲတခြားသူရဲ့ sensitivity setting ကိုကိုယ်ထဲမှာဘယ်လိုထည့်ရမလဲဆိုတော့တော်တော်လေးကိုအမိများတာမျိုးရှိပါတယ်ဒီမှာကျွန်တော်အချံပေးချင်တာတော့ကိုရဲ့ sensitivity setting ကိုကိုယ်ပိုင်လို့ပဲကျွန်တော်အချံပေးလို့ပါတယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်စုံနေတဲ့ဖုန်းတွေသူတို့စုံနေတဲ့ please style တွေဒီမှာကျွန်တော်တို့ကဘလောက် finger နဲ့စုံနေလဲဂျိုင်းတို့ဖွင့်စောလာ မဖွင့်ဆော့လာတယောက်နဲ့တယောက်ဘာမှတူတာမျိုးမရှိပါဘူးဗျာနောက်ဆုံးကျတော့လက်ကွက်တွေပါတယ်အကုန်လုံးတူတယ်ဆိုရင်တော့မှဖုန်းတွေပါတယ်ကတူတာမျိုးမရှိပါဘူးဗျာ please style တွေကတူတာမျိုးမရှိပါဘူးဒါကြောင့်ကိုယ့်ရဲ့ sensitivity setting ကိုကိုယ်တိုင်လုပ်ဖို့ပဲကျွန်တော်အကြံပေးလို့ပါတယ်နောက်ဆုံးတကယ်ကျတော့သဘောတရားသိချင်တယ်ဆိုရင်တော့ဘယ်လိုပုံစံပေးရလဲဆိုတော့ပေါ့ဗျာ upload to cloud ဆိုတာတကယ်ကျတော့တစ်ချက်နှိပ်လိုက်ပါအဲ့ဒါပြီးတော့ okay ဆိုတာနှိပ်လိုက်ပါအဲ့ဒါပြီးကျတော့မလုပ်ရမလဲဆိုတော့ cloud management နဲ့ဝင်လိုက်ပါ share to cloud ဆိုတာနှိပ်လိုက်ပါဒီမှာကြည့်ရမယ်ဆိုရင်ကုတ်ချလာမှာဖြစ်ပါတယ်ကျွန်တော်တော့ပေါ့ဗျာ four finger နဲ့စွန့်ပြီးတော့ four finger ဆိုတာရွေးလိုက်ပါမယ် mobile ပေါ့ဗျာကျွန်တော်ဖုန်းမှာစွန့်နေတာဖြစ်ပါတယ်ကြောင့် mobile ဆိုတာရွေးလိုက်ပါမယ်အဲ့ဒါ ြီးတော့ copy and share ဆိုတာရှိပါတယ်အကောင့်ကိုနှိပ်လိုက်ပါ။ဒါဆိုတကယ်ကျတော့ sensitivity က copy ဖြစ်သွားပြီဖြစ်ပါတယ်။တကယ်ကျကြိုက်တဲ့သူကိုတွားပြီးမှပဲပို့ပြီးလိုက်ရုံဖြစ်ပါတယ်။ဒီမှာကိုယ့်ကိုလည်းပေါ်ရတရားရောက sensitivity setting နေပါတယ်ပို့လာပြီဆိုရင်တကယ်ကျဒီရဲ့ပေါ်ရ search box ရှိပါတယ်ဒီမှာတစ်ချက်လုံးနှိပ်လိုက်ပါ။ဒီမှာ line မှာသူပို့ထားတဲ့ sensitivity setting ကိုတကယ်ကျထည့်လိုက်ပါအဲ့ဒါပြီးတော့ကျော်ဒီရဲ့ preview ဆိုတာတစ်ချက်နှိပ်လိုက်ပါဘသူရဲ့ sensitivity setting လဲပေါ်ရနာမည်လေးပါကြာလာတာမျိုးရှိပါတယ်။ဒီမှာကြည့်ရမယ်ဆိုရင်သူက background လေးကိုဘယ်လောက် sensitivity ထားထားလဲပေါ်ဒီမှာ line မှာတကယ်ကျအရင်ဆုံးကြည့်လို့ရတာမျိုးရှိပါတယ်။ကိုကလည်းကြိုက်တယ်ဆိုရင်တော့ဒီရဲ့ use layer ကိုနှိပ်လိုက်ပါအဲ့ဒါပြီးတော့ okay ဆိုတာနှိပ်လိုက်ပါဒါဆိုသူရဲ့ sensitivity က ပေါ်ရကုထဲမှာအကုန်လုံးပြောင်းသွားမှာဖြစ်ပါတယ်ဒီပုံစံနဲ့ပေါ်ရကုရဲ့ sensitivity စတေရောတခြားသူကိုပြလို့ရသလိုတခြားသူရဲ့ sensitivity ကိုလည်းကုထဲမှာထည့်လို့ရတာမျိုးရှိပါတယ်ဗျာ။လောက်ဆိုရင်တကယ်ကျွန်တော်အနေနဲ့ sensitivity copy paste လုပ်တာနဲ့ပတ်သက်ပြီးမှလည်းနားလေသဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။တကယ်ကျွန်တော်ဒီရ sensitivity setting နဲ့ပတ်သက်ပြီးမှဘာမရှင်းဘူးလဲပေါ်ရတကယ်ကျွန်တော်မရှင်းတာရှိတယ်ဆိုရင်တော့ Jesus ပြီး comment မှာမျှော်ပေးသွားလို့ရပါတယ်ဗျာ။လက်ရှိတကယ်ကျွန်တော်ကျွန်တော်ရဲ့ sensitivity setting ကိုမထည့်မိပါစေနဲ့။တကယ်ကျွန်တော် aim ကတော်တော်လေးကိုပြတ်သွားမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ရဲ့လေပေါ်ရ sensitivity setting နဲ့ပြန်ချိန်ရအောင်မှာဖြစ်ပါတယ်။တော်တော်လေးကိုပဲအဆင်မပြေ တဲ့အနေအထားမျိုးရှိပါတယ်ဗျ။ Okay ဒါဆိုတော့တကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုပေါ်ပြပေးလိုက်တဲ့ sensitivity setting နဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာ။တကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။